Hello အားလုံးမင်္ဂလာပါအဲ collective reading လေးမလုပ်ပေးတာကြာပြီဆိုတော့ collective reading လေးပြန်လုပ်ပေးတယ်ပေါ့နော်ဒီရက်ပိုင်းမှာဆရာမလည်းအဲစေယုံကျူတီတွေစိတ်နေတာရယ်စာပွဲဖြစ်ဖို့နည်းနည်းစာတွေစုနေတာနဲ့ reading တွေမလုပ်ဖြစ်ဘူး၁၀ရက်၁၀ရက်တောင်ကျော်သွားပြီထင်တယ်နော်နောက်ပြီးတော့ဟို TikTok မှာလည်းဒီ reading တွေကိုတင်ပေးနေတယ်ပေါ့နော် TikTok မှာလူတွေကအဲတိတ်မသိကြဘူး TikTok မှာလည်းမေးလို့မရဘူးနေဖြစ်တယ်အဲ့တော့ TikTok ကလူတွေအတွက်ကို profile picture ရဲ့အောက်မှာဆက်သွယ်ရမယ်ဆက်သွယ်ပြီးမေးလို့ရမယ် Facebook account ရဲ့အဲ Viber နဲ့ Telegram နံပါတ်လေးရဲ့ထည့်ထားပေးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဖုန်းလေးကိုလုံးဝမဆက်ဖို့တတိထပ်ပေးခြင်း ਨੇ အဲစာပဲပို့ပြီးတော့လိုတဲ့အချက်လက်တွေအပြည့်အစုံပြန်ပို့ထားပေးမယ်ပေါ့နော်ဒါတိတော့အများစုက Facebook လုံးဝမသုံးဘူးတဲ့ထူးဆန်းတယ်เนาะတကယ်တော့ပညာရတာတွေဟို လိုက်နာစရာတွေစောင့်ရင်းရှောင်ရင်းဒီအများဆုံးက Facebook မှာရှိတာအဲ TikTok ကဖိလို့ရင်လောက်ကလည်းဘာမှမရှိဘူးအဲ့တော့ TikTok ကလူတွေဒီထက်ပိုပြီးတော့ကိုယ်ဘဝအတွက်အကျိုးရှိတဲ့အရာတွေကိုလှုပ်ဖို့ဆိုလို့ရှိရင်တော့ TikTok တစ်ခုတည်းမှာသုံးနေပြီးတော့ဖိလို့ရင်လောက်တွေပဲထိုင်ကြည့်နေတော့အဆင်မပြေဘူးအဲ့ဒါလေးကတော့အကြံဉာဏ်ပေးခြင်းတယ်အဲနောက်တစ်ခုကအဲ့လိုဖုန်းမဆက်ဖို့ပြောတာပေါ့နော် YouTube ကလူတွေရော TikTok ကလူတွေ Facebook ကလူတွေရောကိုဖုန်းမဆက်ဖို့အခါခါထပ်ပြီးတော့ပြောပါတယ်ဘာလို့လဲဆိုတော့ ဒီ TikTok တွေ YouTube တွေ Telegram တွေမှာဆက်သွယ်ဖို့ပေးထားတဲ့ဖုန်းနံပါတ်ကတက်တက်တရဟောဖို့တက်တက်ပဲထားတဲ့ဖုန်းနံပါတ်ဖြစ်တယ်။အဲ့ဒီဖုန်းတွေကနေလေဖုန်းတွေတင်ဘယ်တော့မှမဟုတ်အောင်เนาะဖုန်းတွေတင်ဘယ်တော့မှမဟုတ်အောင်အအတန်ဖိုင်နဲ့ Terror Cat တွေကိုဓာတ်ပုံရိုက်ပြီးပဲပို့တာဖြစ်တယ်။အဲ့ဒါကြောင့်မို့လို့ဖုန်းမခေါ်ပါနဲ့တခါတလေအရေးကြီးတဲ့ကိစ္စရှိနေတဲ့အချိန်မှာဖုန်းနံနေမြည်လာရင်အဆင်မပြေပါဘူးเนาะ။အဲအခုလောက်ပြီးမှာက single left reading လေးပေါ့နော် single တွေကိုတိတ်ပြီးတော့မလုပ်ပေးဖြစ်ဘူး ီ reading က collective reading ဖြစ်တယ်အရင်ဆုံး single ဆိုတော့အခုလောလောဆယ်ချစ်သူမရှိဘူးဖြစ်နေတဲ့သူတွေเนาะကိုယ်မှသဘောကျနေတဲ့သူတွေကိုယ်စိတ်ထဲကနေ crush နေတဲ့သူတွေရှိရင်ရှိမယ်ဒါပေမဲ့ကိုယ်တစ်ဖက်ကပြန်ပြီးတော့သဘောကျနေတာမျိုးကိုယ်နဲ့နှစ်ဦးသဘောတူတွဲနေတာမျိုးချစ်သူလက်တလုံးမှာမရှိနေတဲ့သူတွေပေါ့เนาะအဲ့တော့ ဟိုပြတ်သွားပြီးသားလူတွေလည်းဖြစ်နိုင်သလိုလုံးဝပြူဝစင်ကအပြူလူပြူစစ်စစ်တွေလည်းပါနိုင်တယ်အရင်ဆုံး energy check တွေကိုရင်းလုပ်ပေးမယ် energy check မှာ energy ကြိုက်တယ်ဆိုရင်တော့ di reading ကိုဆက်ကြည့်လို့ရတယ် energy check နဲ့မကြိုက်ဘူးဆိုရင်တော့ di reading တစ်ခုလုံးနဲ့ကိုနဲ့မကြိုက်ဘူးဖြစ်နေမယ်အဲ့ဒါဆိုလို့ရှင်တော့တခြား reading တွေပြောင်းကြည့်ပါဒါမှမဟုတ်ရှင်လည်း di reading ကိုအပြင်းပြေသဘောမျိုး entertainment အနေနဲ့ပဲကြည့်ဖို့ပြောချင်ပါတယ်နောက်တစ်ခုက TikTok တွေအဲမာရီယောဟို YouTube မာရီယောပေါ့နော် အများစုကတဲရော့တွေဘမာလူတွေပဲဟောပေးပါဆိုပြီးတော့အခေါ်အဝေါ်တွေပြောကြတယ်။တဲရော့ဒီအနောက်တိုင်းကလာတဲ့ gypsy တွေတုံးတဲ့ပညာရဲ့တစ်ခုဂမ်ဘီယာပညာရဲ့တစ်ခုဖြစ်တဲ့အတွက်တဲရော့ရဲ့အခေါ်အဝေါ်တိုင်းကမြန်မာစကားရှိမှာမဟုတ်ဘူးပေါ့နော်။အဲရှိမှာမဟုတ်ဘူးဆိုတော့ကိုနားထောင်ရင်းနဲ့နားယင်သွားလိမ့်မယ်။အရာရာကိုတော့ဗမာစကားနဲ့လိုက်ပြီးတော့ပြင်ပေးလို့ရှိရင်ပို့ပြီးတော့ ခက်ခဲတဲ့တာမျိုးတွေရှိလို့ဒါလေးရရှင်းပြရတာပေါ့နော်အရင်ဆုံးဒီ reading ကိုလာကြည့်တဲ့ collective single လေးတွေရဲ့လက်ရှိ energy ကိုပြောပြမယ်နော်သူကလေဒီ tarot card တွေကကြီးပြီးတော့ဒီ screen နဲ့အကုန်လုံးဆက်အောင်လို့ဆိုအတက်ရိုက်လို့မရလို့ဒီလိုဘေးဆောင်ပြီးရိုက်ထားတယ်ဆရာမဘေးဆောင်ပြီးတော့ထိုင်နေရတယ်ပေါ့နော်အဲ့တော့အဲ့ဒီလင်းရောင်တွေပါလေလျောင်းပြန်တိုင်းပါတွေကတော့ရှိရှိလိမ့်မယ်ပေါ့နော်အရင်ဆုံး the mice တဲ့နော်ဒီ video လာကြည့်တယ် collective single လေးတွေထဲမှာအဲ ဥပမာထားပါတော့စပယ်ကြီးတွေအဖိုးတန်တဲ့နေရာတွေအစားအသောက်တွေပါတဲ့နေရာတွေကိုလုံခြုံအောင်မထားဘူးဆိုလို့ရှိရင်ကြွက်တွေဖောက်ခံရတယ်ပေါ့နော်ကြွက်ကြွက်ကလေတကယ်တော့စားစရာဖြစ်မှာဖောက်တာမဟုတ်ဘူးနော်ဟိုးအရင်တော့ဆိုလို့ရှိရင်လေဒီလိုက်ဆရာမတို့အိမ်မှာအဲ့လိုဟိုအမျိုးသမီးလာစင်တို့ပစ္စည်းတွေခန်းခန်းနေပစ္စည်းတွေပေါ့နော်အဲ့လိုကတော့နော်အဲ့ဒါတွေထားတဲ့ပစ္စည်းတွေထားတဲ့ဟာတွေကိုလေကြိုက်ဖောက်ပြစ်တယ်စားလို့ရတာလည်းမဟုတ်အတိုက်လုပ်လို့ရတာလည်းမဟုတ် သွားရနေလို့လားမသိဘူးအဲ့လိုကြိုက်ဖောက်ပြတာနော်အဲ့လိုမျိုးတွေပဲကြွက်ဆိုတာမျိုးကသူတို့အတွက်ဟိုကြိုက်ကိုကြိုက်ချင်တာပေါ့နော်ဘာအကျိုးရှိရှိမရှိရှိသူတို့အလောက်ကဒီကြိုက်ဖြတ်ပြီးတော့ဖြတ်စည်းတဲ့ဟာမျိုးကလွယ်ရင်သူတို့ကအဲလူတွေကိုအကျိုးမပြုဘူးပေါ့နော်အဲ့တော့ mice လိုကြွက်လိုလူမျိုးကြွက်လိုကောင်မျိုး ਨੇ တွေ့ကြုံခဲ့ရတဲ့သူတွေဖြစ်ရှိတယ်တဲ့เนาะဒီ collective လေးတွေ single လေးတွေထဲမှာဒါလုံးဝအချင်းနဲ့မကြုံဘူးသေးတဲ့သူတွေမဟုတ်ဘူးပေါ့เนาะ ိုဘွားတည်ငြိမ်နေတာကိုဘွားအေးချမ်းနေတာတော့မချစ်ဖူးတဲ့သူတွေကိုအချစ်ယူဖြစ်အောင်လို့ကြိုက်ဖောက်စားတော့ပြီးတော့ကျွင်းနေကြွက်တွင်းနေဖြစ်အောင်ထားခဲ့တာပေါ့နော်အဲ့လိုမျိုးကောင်းနေကြွက်တီနဲ့ရင်ဆိုင်ခဲ့ရတဲ့သူတွေပါတယ်တဲ့နော် collective တွေထဲမှာအချို့ကကြတော့ဒီမှာကမလေး lady ပေါ့နော် lady လေးအေးအေးချမ်းချမ်းလေးနဲ့အင်းကြီးရှိရှိကြက်တီရှိရှိလေးနဲ့ထိုင်နေတယ်အဲ့တော့အချင်းနေအသက်အရွယ်တစ်ခုကိုရောက်လာပြီးကိုကိုဘွားကိုရက်တီနေနိုင်တာမျိုး เนาะရက်တီဖို့အတွက်ကိုစူးစမ်းနေတာမျိုးအဲအချစ်ကိုဟိုစိတ်ဝင်စားပေမဲ့ကိုဘက်ကနေပြီးတော့စပြီးတော့ main ကလေးဆိုရင်လည်း main ကလေးတိတ်ခါကိုထိခိုက်ခံပြီးတော့ဟိုမလုံဟိုတစ်ဖက်သူကိုတိတ်ခါကြခံလောက်အထာတွေပေးပြီးအဲ့လိုမလုံတတ်တဲ့ single လေးတွေပါတယ်ဗောနော်ယောက်ျားလေးတွေဆိုလို့ရှိရင်လည်း ကိုချရောက်ပေါ်ကိုရက်တည်နိုင်မှုတော့ကိုအိန္ဒိယရှိရှိကိုတိတ်ခါရှိရှိနဲ့ကြိုးပမ်းလာတာမျိုးဟိုအယူမဲသားကြွေးသလိုမိမမြေနာနဲ့တနန်းဆွဲတနာယူထားပြီးတော့နာဦးထားပြီးအဲ့လိုမျိုးလုပ်နေတဲ့သူတွေမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုး single လေးတွေပါတယ်လို့ပြောထားတယ်အချို့ကကြတော့ the star တဲ့နော်အဲ intuition တွေပါတယ်နပတ်သက်တဲ့ဟိုအတောက်မှာထားပါတော့ terror reader တို့နော် အဲဘေးရင်ဆရာတွေကိုယ့်ရဲ့ပညာရဲ့ level တစ်ခုမှာအောင်မြင်မှုစပြီးတော့ရနေတဲ့သူတွေเนาะအဲ့လိုမျိုးလူတွေပါနိုင်တယ်အချို့အမှားထားပါတော့အမှုပညာတွေဟိုစူးစမ်းနေတဲ့သူအောင်မြင်မှုရဖို့စူးစမ်းနေတဲ့သူတွေအောင်မြင်မှုလမ်းကြောင်းပေါ်ရောက်နေတဲ့သူတွေเนาะအဲ့လိုမျိုးလူတွေလည်းဒီ single လေးတွေထဲမှာပါနေတယ်လို့ပြောထားတယ်နောက်တစ်ခုက the dice တဲ့เนาะအဲ သူကတော့39လို့တော့เนาะဒီကနန်းလေးတွေကလည်းအသက်အရွယ်တွေကိုကိုစားပြုတာမျိုးဖြစ်နိုင်တယ်เนาะဟိုမှာ16ဆိုတဲ့ကနန်းတွေမွေးကိုယ့်ရဲ့မွေးကနန်းတွေဖြစ်နိုင်တယ်မွေးလမွေးခုနှစ်မွေးရက်တွေဖြစ်နိုင်တယ်ပေါ့29တို့23တို့16တို့ဒီမှာဆိုရင်39အဲဆိုရင်ဆီယမားတို့အသက်ရွယ်တဲ့နည်းနည်းအပြိုဟိုင်းကြီးဖြစ်နေပြီပေါ့နော်အဲတော့ဒိုက်ဆိုတော့ playground ပေါ့ကစားခံလို့ ကိုယ်ကလည်း playground ဖြစ်နေပါပြီဆိုတော့လူတွေပါတယ်တဲ့နော်အဲ့တော့ glolos ဆယ်မှာတော့ single ဖြစ်နေတာကြာပြီပေါ့နော်အဲ့လိုမျိုးလူတွေပါတယ်တချို့ကကြတော့ mountain နဲ့ဘဝမှာအခုချိန်မှာခက်ခဲကြမ်းတမ်းမှုတွေကိုကြုံတွေ့ခဲ့ရတာတွေနော်ဒီတောင်တွေဟိုဟိုတောင်တောက်တဲ့သမားတွေဆိုအမောတွေ ဆိုင်ပြီးတော့เนาะအပေါ်ကိုရောက်ဖို့ခက်ခက်ခက်ခဲလေးပြုတ်ကြတယ်ပြုတ်ကြချီတွေလက်တွေပွန်းပဲ့သွေးထက်တန်ယူတွေဖြစ်တိုင်းပဲလေမရှိရှိတဲ့ဇွဲတွေပြန်တက်အဲ့လိုမျိုးဇွဲလုံးလာတဲ့ဘဝအောင်ခက်ခက်ခက်ခဲကြော်ဖြတ်နေရတဲ့သူတွေလက်ဒီ single လေးတွေထဲမှာပါတယ်တဲ့เนาะဒါ21အဲ့တော့ဒီ energy check ၅ခုထဲမှာကင်နေတဲ့သူတွေဒီ reading ကိုဆက်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ reading ကိုလာကြည့်တဲ့ collective လေးတွေရဲ့လက်ရှိ ခြေရေးကိုเนาะတုံးကအရင်ဆုံး story telling spread တုံးကအရင်ဆွဲထားတယ်လက်တည်းကန်နေဒီနေ့တမင်အနီလေးတွေပဲရွေးထားတယ်ဗောနော်အဲ့တော့ဒီ collective လေးတွေရဲ့လက်ရှိ energy ကဒါအတိတ်ဗောနော်အတိတ်တော့7.1 7.1ဆိုတော့အတိတ်မှာတော့အဲကိုအခြေရေးမှာเนาะ တခြားသူတွေရဲ့အနောက်ရက်တွေအတိုက်အခိုက်တွေအဖျက်တွေကြုံခဲ့ရတာမျိုးတွေနော်ကိုချစ်သူနဲ့ကိုနဲ့ကြားထဲမှာဂျာဘီနာနေပြီးတော့ဝင်းနှောက်နေလူတွေနဲ့ကြုံခဲ့ရတာမျိုးတွေနော်အတိတ်မှာတော့ပြဿနာတွေမျိုးစုံကြုံခဲ့ရတဲ့သူတွေရှိတယ်တဲ့နော်ဒါအတိတ်ဒီ collective တွေတွေအတိတ်ပေါ့နော်ဒါလက်ရှိ energy လက်ရှိမှာကျတော့ page of source အရင်ကပြဿနာတွေကြုံခဲ့ရတာမို့လို့အခုချိန်မှာကိုကဒီမှာခက်ချီချီပဲ လာရဲလာကြီးငါလှုပ်ရဲလှုပ်ကြီးနောက်မှဓာဖွက်ထားတယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့မျက်နှာကလည်းเนาะ ठी မထင်တဲ့ပုံစံလေးနဲ့အဲ့လိုမျိုးလေးဖြစ်နေတယ်ပေါ့နော်အဲ့တော့လူတွေကိုမျက်လုံးစုံမှိတ်ပြီးတော့ယုံတဲ့အရွယ်တော့မဟုတ်တော့ဘူးခလေးလိုမျိုးလာပြီးတော့အဲကစားလို့တော့မရတော့ဘူးအဲကို့မှာတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေပညာရဲ့တရားတွေသင်ကန်းစာယူသင်းတဲ့လောက်ယူထားပြီးပြီအဲ့ဒီအရာတွေကြောင့်လေလူတွေကိုဟို တန်တရားတွေရှိတတ်နေပြီပေါ့နော်တကယ်ကိုယ့်အပေါ်မှာတကယ်ကောင်းနေအောင်မှာပဲဟုတ်ရဲ့လားဘယ်နေ့ကအောင်တော့ကျောင်းဒါနဲ့ထိုးမှလဲဘယ်တော့တစ္ဆာဖောက်မှလဲဘာလဲအဲ့လိုမျိုးတွေတန်တရားတွေနဲ့လူတွေပေါ်မှာအဲ trust issue တွေရှိနေတဲ့ပုံစံမျိုးလေးတွေလက်ရှိမှာဖြစ်နေတယ်လို့ပြောပြထားတယ်เนาะအဲ့တော့ future မှာဒီ collective လေးတွေအခြေအနေမှာဘာဖြစ်မလဲဆိုတော့ four gaps ရတာမလို့လိုတာမရတယ် ဖြစ်နေလိမ့်မယ်တဲ့နော်ကိုမျှော်မှန်းထားတာကတယောက်ကိုကိုလာပြီးတော့အဲကိုစိတ်ဝင်စားနေတဲ့အဲလူကတယောက်ကိုကိုလာပြီးတော့ပတ်သက်တဲ့သူကတယောက်အဲ့တော့စိတ်တိုင်းမကြတာဖြစ်နေရပါဒီမှာဒူးဝီးထအောင်ပြီးတော့ဘေးနားမှာလည်းခွက်တွေရှိပေမဲ့လည်းအဲ့ခွက်တွေတွေကရည်တွေရွှေတွေငွေတွေဦးမမီမမီဦးကြည်ချင်းစိတ်လည်းမရှိတောက်ချင်းစိတ်လည်းမရှိဘူးရွှေခွက်အကြီးချပေးထားလဲအဲလုံးဝတုံတုံမှမလှုပ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တွေ့ရတယ်အဲ့တော့ဒီသုံးကအရာဆိုရင်တော့ collective လေးတွေကကိုမျှော်မှန်းထားတဲ့အချက်တွေเนาะကိုရဲ့ အဲကိုယ့်ရဲ့တဖက်သူချစ်သူကဘာတွေဘာတွေရှိရမယ်ပေါ့ဗျာညာအဲ့လိုမျိုးတွေကြီးမန်းထားတဲ့အရာတွေကလည်းမြန်မာလိုနေတာတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒိုရမရရတာမလို့ဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးလေးပြထားတယ်အဲ့တော့ဒီဒီ reading မှာဒီ၃ခုအရာဆိုလို့ရှိရင်ဒီမှာချစ်သူအဲဤစာ6လအတွင်းမှာရနိုင် မလားဆိုတော့မှဒီ reading ကိုစက်ပြီးတော့တွားလို့ရမှာပေါ့နော်အဲ့တော့ဒီဒီမှာတင်ဒုက္ခရောက်နေပြီအဲ6 ဒီ energy check မှာတယ်ကြီးများနေတာတို့เนาะညရာမလိုလိုတာမရဖြစ်နေတာတို့ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ဗောနော်အဲ့တော့ရှစ်သူမရဘူးလားဆိုတော့တရားလူတရားလားချင်းလူတရားလုံးတော့မရတာမဟုတ်ဘူးဒီလိုမျိုးကိုကအဲကြီးများနေတဲ့အယိုးများတလေကြီးခါတလေဖြစ်နေတာရေတော့ရှိလိမ့်မယ်ဒီထဲရမှကိုချစ်သူရမယ်သူတွေအနေငယ်တော့ပါလိမ့်မယ်ဗောနော်အဲ့ဒီချစ်သူရမယ်သူတွေအတွက်ကိုဆိုပြီးဒီ video ဆက်ကြည့်တာဖြစ်တယ်เนาะအဲ့တော့ဒါက collective lady ရဲ့ energy ဒါကိုနဲ့ချစ်သူဖြစ်လာမဲ့သူရဲ့ energy ဒါကဘလို့ ਸੰ တွေ့မှာလဲဘလို့ reset ဖြစ်မှာလဲပြီးလို့ရှိရင်ဒါလည်းဘယ်လို reset ဖြစ်မှာလဲပေါ့เนาะအဲ့လိုမျိုးကြည်ထားတယ်နောက်တစ်ခုကအဲ့ဒီတစ်ဖက်သူရဲ့ energy check ဒါမှမဟုတ်လို့ရှိရင် bad sign တွေတစ်ခုခုပေါ့เนาะအဲဒီလူနဲ့အခြေရေးဆိုပြီးတော့ဒီလိုမျိုးဆက်ကြည့်ထားတယ် အဲ့တော့အရင်ဆုံးတကယ်လို့ collective လေးတွေ single လေးတွေက6လတွင်မှာချစ်သူရခဲ့မယ်ဆိုရင်ဒီလူနဲ့ပတ်သက်ပြီးတော့အဲဒီလူနဲ့ပတ်သက်တဲ့ sign တစ်ခုခုအဲ date တစ်ခုခုအချိန်ကာလတစ်ခုခုကိုအရင်ဆုံးမေးလိုက်မယ်ပေါ့နော် 12ရက်တယ်နော်12ရက်ဆိုတော့ဒီကနန်းတစ်ခုထွက်လာပြီ12ရက်ဖြစ်နိုင်တယ်ဒါမှမဟုတ်12လဖြစ်နိုင်တယ်တော့တစ်ခုထပ်ဆွဲမယ်တော့စုံတစ်ကက်ထပ်ဆွဲမယ်နော်ဒီလိုဆိုလဲဟိုကတောင်အဝေးကြီးဖြစ်နေလို့เนาะအဲ့တော့12လပိုင်းမှာမွေးတဲ့သူတွေเนาะ ကိုတကယ်လို့ချစ်သူရည်စားရခဲ့မယ်ဆိုရင်အဲဆက်နှစ်လပိုင်းမှမွေးတဲ့သူဒါမှမဟုတ်ဆက်နှစ်ရက်နေမှမွေးတဲ့သူတွေဖြစ်နိုင်တယ်နောက်တစ်ခုကဂျင်မနိုင်းเนาะ22ရက်5လနေ22ရက်6လအတွင်းမှာမွေးဖွားတယ်ဂျင်မနိုင်းစီဇန်မှာမွေးဖွားတဲ့သူတွေဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်3เนาะ3လပိုင်းအခုက3လပိုင်းတော့ဖြစ်နေရယ်เนาะဒီ3လပိုင်းတွေမှာရမှာတော့မဖြစ်နိုင်တဲ့သူတွေเนาะအရင်တော့ကန်နေတယ် တော့3လအတွင်းမှာဖြစ်နိုင်တယ်ဒီလူနဲ့တွေ့မဲ့အရာဒီအချိန်ဒီကိုနဲ့3လအတွင်းမှာဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ဒီ season မှာမွေးတဲ့သူတွေဖြစ်နိုင်တယ်ဒီသူတွေဒီ3လပိုင်းမှာမွေးနိုင်တဲ့သူဒါမှမဟုတ်ရင်3ခဏန်းသမားတွေเนาะ3ရက်နေမှာမွေးတဲ့သူအဲ့လိုမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုက Leo season ဘွားတွေเนาะအဲ့တော့23ရက်9လနေ23ရက်8လထဲမှာမွေးဖွားတဲ့သူတွေလည်းဖြစ်နိုင်တယ်9လပိုင်းဒါမှမဟုတ်9ရက်နေမွေးကနဲ့เนาะ အဲသူ့မှာငါးကနန်းဆိုတဲ့အရာတစ်ခုခုပါနေတဲ့သူမျိုးတွေနဲ့အဲဒီ single လေးတွေထဲမှာပူဇာစုံနိုင်ကြီးရှိတယ်တဲ့အဲ့တော့ဒီဒီချစ်သူဖြစ်ခဲ့မယ်ဆိုလို့ရှင်ဒါတွေကပြီးသွားတဲ့ဟာတွေကဖယ်ထားလိုက်မယ်အချစ်သူဖြစ်ခဲ့မယ်ဆိုလို့ရှင် collectively တွေရေနဲ့တစ်ဖက်သူနဲ့ကြားထဲမှာဘလို့တွေစုံတွေ့မှာလဲပေါ့နော် wheel of fortune နဲ့ collectively တွေကအဲဒီဒီလူတွေက ဘယ်လိုခေါ်မလဲရေဆက်အရာမမျောလိမ့်မယ်နဲ့စုံတွေးတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဥပမာ we love for jones ဆိုတဲ့အတွက်ကိုကအဲခยีသွားတာမျိုးเนาะပြီပကိုခยีသွားတာမျိုးတို့ဘာလို့မှတွေးစုံတာမျိုးတွေဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်တင်နန်းတို့အကြောင်းတို့နော်သူသူတင်နေတင်နေဒါမှမဟုတ်လို့ရှိရင်သူနဲ့ကိုနဲ့တူတူသွားတက်တဲ့တင်နန်းတစ်ခုခုပေါ့နော်တင်နန်းနေအလုတ်ထဲမှာဖြစ်စေနော်အဲ့လိုမျိုးမှာ တွေ့တာမျိုးတွေဖြစ်နိုင်တယ်တဲ့เนาะ collective လေးတွေနဲ့သူเนี่ยတစ်ဖက်သူကတစ်ဖက်သူကကိုယ်နဲ့ရွယ်တူဖြစ်ချင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်ရင်ကိုယ့်ထက်အသက်ငယ်တာမျိုးဖြစ်နိုင်တယ်အဲသူကဟိုဘယ်လိုခေါ်လဲဖြစ်ဟိုအငွေကြီးအရေးချမ်းသာတဲ့အထဲမှာမပါပေမဲ့ဘဝကိုเนาะပုံမှန်လေး ုံးနိုင်ဆွဲနိုင်တဲ့သူပေါ့နော်အဲ့လိုမျိုးပုံမှန်ဝင်ငွေရှိတဲ့သူအဲအလုံးလုံးနေတဲ့သူဆိုလို့ရှိရင်လည်းကိုယ့်အဖွားကိုဝင်ငွေအများကြီးနဲ့ကြီးတဲ့ချမ်းသာတဲ့သူမဟုတ်ဘူးပေါ့ပြောရလို့ရှိရင်ဟိုးအောက်ခြေကနေလာပြီးတော့ဖြည်းဖြည်းမမှန်တဲ့ဘဝကိုသွားနေတဲ့သူမျိုးဖြစ်နိုင်တယ်ကိုယ့်ထက်ငယ်ရွယ်တဲ့အဲဒါမှမဟုတ်ရင်အဲကိုယ်နဲ့တက်တူရဲ့လူဆိုရင်တော့မဟိုခလေးနည်းနည်းဆန်တာမျိုးကိုယ့်လောက်မရင့်ကျက်တာမျိုးရှိတတ်တယ်ပေါ့နော်အဲ့တော့နှစ်ယောက်ကြားရတဲ့ energy ဲ့တော့ the hammer the hammer ဆိုတော့ကိုနဲ့သူနဲ့ချစ်သူဖြစ်မယ်လို့မထင်ထားဘူးပေါ့နော်မထင်ထားပဲနဲ့ကိုကဒီလိုအချစ်ချစ်သူမရှိတဲ့အချိန်တွေမျိုးမှာအကြာကြီးကြော်ဖြတ်ခဲ့ပြီးသားဒီလူနဲ့ကိုနဲ့ကလည်းချစ်သူဘလို့နီးနဲ့မှမဖြစ်နိုင်ဘူးမျော်လင့်ကိုမျော်လင့်မထားဘူးအဲ့လိုမျိုးလူမျိုးနဲ့ကိုကမမျော်လင့်ပဲနဲ့အဲချစ်သူဖြစ်သွားတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ချစ်သူဖြစ်သွားပြီးတဲ့အခါမှာလည်း the war เนาะ တယောက်နဲ့တယောက်ကရေမြေချားနေတာမျိုးမျိုးရောမတူတာမျိုးเนาะအဲ့တော့ online ကနေပဲနောက်ဟိုဆက်ဆက်သွယ်ရတာမျိုးတွေဘာတွေလဲဖြစ်ဖြစ်တတ်တယ်ပေါ့เนาะဒါပေမဲ့သူရှိလို့ရှိရင်သူ့အကြောင်းကိုကဟို အခုမှကဘာတိကြီးတစ်ခုတည်းကိုရောက်သွားသလိုမျိုးเนาะအသေးအစမ်းနေအခုမှကြုံဘူးသလိုမျိုးကြားဘူးသလိုမျိုးစိတ်သက်လူသက်နဲ့ကိုဘဝမှာသူရှိရင်အစအစအရာပြည့်စုံပြီဆိုတော့ခံစားချက်မျိုးလေးတွေရတာနိုင်တာတွေတွေ့ရတယ်တဲ့เนาะ နောက်ဒီလူနဲ့ဘာဆက်ဖြစ်မလဲပေါ့เนาะဆိုတော့ဒီလူအရန်ယုံပြီးတော့ပုံပြီးတော့ချစ်လိုက်လို့တော့မရဘူးเนาะ fight the source တဲ့သူနဲ့ချစ်သူဖြစ်ခဲ့ပြီးသွားလို့ရှိရင်တော့အလွန်ဆုံး9လလောက်အတွင်းမှာเนาะတိတ်ပြီးတော့အဆင်မပြေတော့တာမျိုးပြဿနာဖြစ်ရတာမျိုးသူကကိုယ်ကို ghost လုပ်သွားတာမျိုးเนาะဒါမှမဟုတ်လို့ရှိရင်သူ့မှာအဲတခြားသူတွေရှိနေတာဗောနော်တပ်ပါတီတွေရှိနေတာမျိုးတွေပေါ်လာတာတို့ကြောင့်မလို့ကိုကစိတ်ညစ်ရတာဒီမှာကျုပ်သူ့ကိုကြော်ခိုင်းပြီးတော့ငိုကြွေးနေရတာပုံစံမျိုးအဲ့လိုမျိုးတွေ ဖြစ်လာတတ်တယ်တဲ့အဲ့တော့ single လေးတွေအနေနဲ့အစတည်းကလည်းမလိုချင်ဘူးလို့ကင်းကင်းနေရတာနဲ့ဟိုရจิตူရခဲ့တယ်จิตူရခဲ့တဲ့အထဲမှာတော့မပဲကံမကောင်းခြင်းတဲ့ခါကျတော့မိအေးရနှာခါမကောက်သုံးလေးကနာနေပြီเนาะအဲ့တော့ဒီဖက်သူကကိုတော့ကိုဘယ်လိုခေါ်မလဲ force hope တွေပေးတာပေါ့เนาะမျောလင်းချက်တွေလာပေးပြီးတော့ကိုကဘာသေးကြီးတဲ့ဆွဲခေါ်သွားပြီးတော့အဲ့မှာကြောက်တဲ့တွန်းချခဲ့ရောအဲ့တော့ဒီမှာ fight the source energy နဲ့ကြုံမှာဖြစ်တယ်အဲ့ဒီတော့ အဲ့လူကိုစိတ်ရောကိုယ်ပါယုံပြီးတော့မချစ်လိုက်နဲ့ပေါ့နော်ယောက်ျားသေးလေးတွေလည်းအခုခေတ်မှာအဲစူးကြိုးတယ်နော်မိန်းကလေးတွေလည်းဖက်ပေါက်တယ်ယောက်ျားလေးတွေလည်းစူးကြိုးတယ်အဲ့တော့ဒီလူဟာကိုယ့်ရှိမှာခဏပဲလာနာမှာဖြစ်တယ်ငါးလလောက်ပဲနားမှာဖြစ်တဲ့အတွက်ဘာမှမပေါ်မပဲ့သွားစေနဲ့ကိုယ့်ရဲ့နှလုံးသားတွေစိတ်ဒဏ်ရာတွေနော်ခန္ဓာကိုယ်တွေငွေကြေးတွေမပါသွားစေနဲ့ MRI တွေ anti တွေမဖြစ်စေနဲ့ကြိုပြီးတော့ပြောထားတယ် နောက်တစ်ခုကဲဒီလူနဲ့ပတ်သက်ပြီးတော့ universe ကဒီ single လေးတွေကိုဗာပြောခြင်းလဲပေါ့เนาะသုံးကတ်ထပ်ပြီးတော့ဆွဲလိုက်မယ်เนาะအဖက်တိုင်းပြီးနဲ့ abundance တဲ့ big happy changes တဲ့အော် အဲ့တော့သူအဲ့လိုကွဲကွာသွားရဲဆိုရင်လည်းတဲ့စိတ်မညစ်ပါနဲ့ universe ကအကြံဉာဏ်ပေးရသူခမရအားတော့ပြေးရှာတယ်ဗောနော perfect timing နဲ့ဒီလိုသူထွက်သွားတဲ့အချိန်ကကို့အတွက်ဒါအချိန်ကောင်းပဲတဲ့နော် abundance တဲ့သူထွက်သွားပြီမဲ့ကို့အတွက်ငွေကြေးတွေပြည့်စုံကျွဲဝမှုတွေစိတ်ချမ်းသာမှုတွေတကယ်ကိုဟိုအရှိမပဒီတပင်းပေါက်လာတယ်လို့ရန်ကိုကို့အတွက်အခွင့်အရေးတွေရောက်လာလိမ့်မယ်တဲ့သူထွက်သွားတာဒီကို့အတွက်ဒါတွေရောက်လာဖို့အတွက်သူထွက်သွားပြီးရတာဗောနော် အဲ့ဒါအဲ့ဒီလိုအချိန်ရောက်လို့ရှင် bit happy changes အရန်ကိုပြောစရာကောင်းတဲ့အပြောင်းအလဲကြီးတွေကြုံလာပါလိမ့်မယ်တဲ့ကဲပြောလိုက်တော့เนาะကဲဒီ reading လေးကိုသဘောကျတယ်ဆိုလို့ရှင်ဆီယာမရဲ့ page ကိုအဲ follow လုပ်သွားပြီးပါ subscribe လုပ်သွားပြီးပြီးတော့ comment လေးတွေမှန်သာပေးဖို့လည်းမြစ်တိုင်ရက်ခံအပ်ပါတယ်အဲနောက်လည်း reading လေးတွေတက်နိုင်သလောက်တော့စ조사ပြီးတော့တစ်လောက်အနည်းဆုံး၄ခုလောက်ပေါ့เนาะအနည်းဆုံးတော့၄ခုလောက်လုပ်ပေးနိုင်အောင်လို့စ조사ပါမယ်အဲ ဆယ်လပိုင်း၉လပိုင်းဆယ်လပိုင်းလောက်မှာစာမွေးရှိတာဖြစ်တဲ့အတွက်အဲ့ဒီအဲအချိန်ကြီးကြာလို့ရှင်တော့ reading တွေကျဲသွားတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဆရာမကိုစာမွေးအောင်ဖို့ဆူတောင်းပေးကြအောင်နော်အားလုံးပဲကျမ်းမာချမ်းသာကြပါစေကိုစိတ်နှပြရှင်လန်းအေးချမ်းပြီးတော့အနေရခက်သိင်းကင်းကြပါစေလို့ဆူတောင်းမြတ်တာတွေပို့သလိုက်ပါတယ်ကျေးဇူးတင်ပါတယ်